ောက်တစ်ခုပြောမယ်နော်လို့တမီးထင်တယ်လို့မိဘနှစ်ပါးကတကယ်ကိုတမီးကိုမချစ်လို့ပေးလိုက်တာဆိုရင်တော့မှမိဘအပြစ်မဟုတ်တမီးကံလို့မလို့ခြင်းလို့ပေးလိုက်ရင်တော့မိဘအပြစ်လားတာတမီးကံလားတာတမီးကံနော်မျက်လုံးကလူတိုင်းမှာဘယ်နှလုံးပါလဲနှလုံးပါတယ်အဲ့ဒါတလုံးကလောကရှူတောင်းဟာကြည်ဖို့တလုံးကဓမ္မရှူတောင်းဟာကြည်ဖို့เนาะ အရာတိုင်းကိုရှုထောင့်နှမျိုးကြည့်မှအမှန်မြင်တာတစ်ဖက်တည်းနဲ့ကြည့်ရင်အမှန်မမြင်ဘူးဆိုတော့အမေတယောက်က ခလေးလေးမွေးတယ်မွေးလို့လည်းပြီးရောမလို့ကျွန်တော်လမ်းဘေးသွပစ်ထားတယ်ဟာဒီမိမမိခင်စိတ်မပီတာဘူးမိခင်စိတ်မရှိဘူးမလို့ချင်းမမွေးနဲ့ပေါ့မွေးပြီးကမိဘမေတ္တာနဲ့စောင့်ရှောက်အောင်ပေါ့ဘယ်လိုညာလို့အပြစ်တွေပြောတာအဲ့ဒါလောကရှုထောင့်အောင်ပြောတာဒါတခုတည်းနဲ့အစင်မပြေဘူးအဲ့ဒီအတွက်ဘုန်းကြီးတခုပြောပြမယ်မြတ်စွာဘုရားရှင်လက်ထက်တော့ ဇောတိကဇတိလကာကွန်နမင်တကတထေကြီးလေးဦးရှိဇတိလတထေအဲ့နောက်ဖေးမှာရွှေတောင်ပေါက်တဲ့တထေပေါ့သူ့ရွှေတောင်ဘလောက်ကောင်းလဲဆိုရင်ပေါက်တူးနဲ့ပေါက်လိုက်လိုချင်တော့တော့အချိတ်တဆဲဆိုအချိတ်တဆဲတုံးထွက်တယ်အဲ့ဒီပေါက်တူးအဲ့ချွေတောင်ကြီးဖယ်လိုက်တဲ့နဲ့ဟိုမှာပြန်ပြေးသွားတယ်ဘယ်လုံးမှတော့မကုန်တာပြီးရောဒီတရောင်နဲ့နဲ့တောင်မှစိတ်ကြိုက်ပဲသူ့ငယ်ငယ်တုန်းကသူ့အမွေးတော့လေ မမွေးခင်တည်းကအမေကတစ်တန်တလုံးရိုက်ထားတာဒီကလေးမွေးပြီးရင်ရေမျောပြောပြီးသားတစ်တန်ကိုပုံညက်တည်းနဲ့ရေထဲမျောမှဆိုရေမစက်အောင်တခါတည်းလုပ်ပြီးသားသူ့လည်းမွေးပြီးရောမိခင်ဝန်းကကြွက်ကစားကိုဝွန်အညစ်အကြေးတွေပေးနေတာတော့အဲ့ဒါရေမစေးဘဲနဲ့ဒီတိုင်းချက်ချိုးဖြတ်ပြီးမျောလိုက်မြေချောင်းအတိုင်းမျောသွားတော့ဟိုမှာရေချိုးစိတ်မှလည်းရေချိုးနေတဲ့အမျိုးသမီးနှစ်ယောက်ရှိတယ် အလန့်မြင်တော့တယောက်ကလေလူလူလောပါလေကြောက်ရွံ့ကောင်းတယ်လားလက်မြင်တဲ့ပထမမျိုးသမီးကဟိုမှာဟိုမှာတက်တက်တုံပြောလာတယ်အဲ့ဒါငါဟာတဲ့ဘာမှမသိညာမှမသိနော်နောက်တယောက်ကလည်းအေးအေးမျက်စိနဲ့မြင်နေရတာနင့်ဟာတဲ့မမြင်တဲ့အထက်ကဟာငါဟာတဲ့ဟောတော့ပြအောင်အထက်မှာမပွေးတာအခွေလိုက်ပါလာဒုက္ခရောက်မယ်နော်အဲ့ဒါဟိုရောက်တော့ကလေးလေးဖြစ်နေရောအရှင်နုရုဒ္ဓါသွားလှူတယ်အရှင်နုရုဒ္ဓါဒီကလေးရဲ့ကံကြမ္မာကြည့်လိုက်တော့ လောကချမ်းသာခံစားပြီးမှနိဗ္ဗာန်ရမှာဒီကလေးကဒီဘဝမှာယဟန္တာဖြစ်မှာသို့တော့လောကီစည်းစိမ်ခံစားအောင်မှာအဲ့ဒါသိတဲ့အတွက်သူတကတထေပေးလိုက်အောင်တကတထေကလည်းအရှင်နုရုဒ္ဓပေးတဲ့ဆိုဝန္တအာယံနဲ့ခေါ်တော့အဲ့ကလေးလည်းအိမ်ရောက်တော့တရက်ထဲနဲ့လေ7နှစ်လုံးလုံးရောင်းမထွက်တဲ့ကုံနေအကုံလုံးတရက်ထဲနဲ့ရောင်းလို့ကောင်းဟာဒီကလေးလက်ကောင်ဟာဆိုပြီးတော့အွေရောက်တော့သမီးနဲ့ပေးစားတယ်အဲ့ကလေးရောက်တဲ့တက်လိုက်တဲ့စီးပွားနဲ့တော့မကုံဖြုံးမကုံရ ကဲအဲ့ခလေးမွေးပြီးတာနဲ့အမေကတခါလေးပြစ်တယ်မမွေးခင်နဲ့ပြစ်ဖို့စီစဉ်ထားတယ်ဘာကြောင့်လဲဒီကလေးရဲ့ရှေ့ကံကိုကြည့်လိုက်တော့ကတ္တပဘုရားရှင်လက်ထက်တုန်းကအဲ့ဒီကလေးကပရိင္ဆရာကတ္တပဘုရားပရိနိဗ္ဗာန်ဆန်တော့တတော်ရှိဘုရားတွေပရိနိဗ္ဗာန်ဆန်ရင်ဟိုတေဇောတတ်မလောင်ဓာတ်တော်မပြုတ်ပွင့်ဘူးဘာဖြစ်လို့လဲဖူးမြော့သူစုံတော့ ဘုန်းကြီးတို့မြတ်စွာဘုရားကဘုရားဖြစ်နေ45နှစ်ပဲသတင်းတော့ရဘုမြတ်သူမစုံတော့အဋ္ဌိဌာန်လိုက်တဲ့တေဇောတက်လောင်စေတ္တိဘယ်သူမှမီးသွားတွေ့ရတာမဟုတ်သွတ်သူထလောင်တာဓာတ်တော်တွေပြုတ်ခွဲစေတ္တိဓာတ်တော်နှစ်တင်းသားရတယ်မြန်မာပြည်မှာတော့ဘုရားဓာတ်တော်စေတ္တိတွေရှိတာပဲတိရိတ္တမတော်ကမင်းကိုယ်တိုင်ကိုယ်ထာနဲ့တဏှာပြုတ်လွတ်လိုက်တော့ဓာတ်တော်တွေပေးလိုက်တာပါတယ်အဲ့တော့လူတရားဘုရားဓာတ်တော်ဆိုပြီးတော့ကျင်းညိုတရာစိတ်တွေနဲ့ပူဇော်တယ်ဆိုကိုယ်တော်တွေရတာပေါ့အဲ့လိုဖြစ်အောင်လို့တက်တက်အဋ္ဌိဌာန်လိုက် ကတ္တပဘုရားကြတော့2000တန်းမှပွင့်တယ်တက်တော်1600တန်းထိနေသွားတာဆိုတော့ဖူးမြော်သူစုံတော့သူကဓာတ်တော်မပြုတ်ခွင်းဘူးဒါဆိုရင်ဇေဒီတန်းပဲဆိုတဆူတည်းပဲတယ်မှာဟိုချီမာလေးခုတ်ပြလိုက်အဲ့ဒါဇေဒီတဆူချီညိုလေးခုတ်ပြလိုက်ဇေဒီတဆူအဲ့လိုလေလှုပ်လို့မဖြစ်ဘူးလေဒါတဆူတည်းပေါင်းတယ်မှာဒါဆိုရင်တို့ရွှေဇေဒီတန်းပဲဆိုတဲတာအေးတိတိခွဲလိုက်တာထပနာသွင်းကန်ဒီမှာယဟန္တာတပါးကဒီဇေဒီဖူးဖို့ကြွလာလက်ပတ်ကြည့်လိုက်တော့ ်မအူးတစ်ဖက်ကမပြီးသေးဘူးမေးတယ်တကယ်လို့ဒီမအူးကမပြီးသေးဘူးလားထပ်ပနာသွင်းတော့မယ်လေအရှင်ဘုရားကဒါတိုင်းသူပြည်သားလူများတာဝန်ယူတဲ့ဘက်ကရွှေမလောက်လို့ဗျာဟာအဲ့ဒါဆိုရင်ငါတကားသွားပြောမယ်ထပ်ပနာသွင်းမယ်ရကကတ်နေပြီအဲ့တကားကိုသွားပြောတယ်အဖိုးကြီးတွေလည်းတကားတွေကိုပြောလို့ရှင်ယာတိဥဒုကိုတော့ကြည်တင်တယ်ထင်တယ်နော်ယာတိဥဒုဆိုသိလားမျက်နာအကဲခန့်လို့ပြော နော်ယတိဝုဒ္ဓကြည်တင်တယ်အခုယဟန္တာရှင်မြတ်ကယတိဝုဒ္ဓမကြည်ဘူးအင်းရောက်တာနဲ့တန်းပြောတာဒဂါကြီးဒဂါကြီးတို့ဘက်ကရွှေမလောက်လို့ဟိုမှာဘဦးတစ်ဖက်မပြီးဘူးဖះထပနာသွင်းဖို့ရက်ကကတ်နေပြီဒဂါကြီးတို့ကြည်လုံးတင်တယ်မို့လားသူပြောတာတော့အမှန်ပဲလေဒါမှလည်းဒဂါအဲ့ချိန်ဘာဖြစ်နေလဲဆိုလင်မြချင်းညာဖြစ်စိတ်ဆိုးတာစိတ်ဆိုးတဲ့အချိန်တော့ပြောလိုက်တော့ဒီမှာဘာဖြစ်မှန်းမသိကိုတော်ကလည်းအရေးနဲ့တမောင့်ဆိုတဲ့ပုံစံမျိုးနဲ့စိတ်မရှင်လို့ပြောလိုက်တာကိုတော့ဖះရေနဲ့မျောလိုက်တယ် တခွန်နေဟာတဲ့ကိုရော့ဖျားရေးတယ်မျောလိုက် ဝစီဘေဒာအဲ့တခွန်ကြောင့်ဘဝတရားတည်တည်အမျောခံရတယ်အခုဒါနောက်ဆုံးဘဝအမျောခံတာနော်အဲ့ဒီရှိမှသူ့ကိုမွေးခဲ့တဲ့အမေ69ယောက်69ယောက်လုံးမျောတာကဲဒါဆိုမအေးရင်အပြစ်လားခလေးရကံလားဓမ္မမြင်လုံးနဲ့အဲ့လိုကြည့်ရင် လောကမှာဘယ်သူမှအပြစ်တင်စရာမရှိဘူးเนาะဘယ်သူမှအပြစ်တင်စရာမရှိဘူး ယာတိတံဝပတိဘီဇံတာတိတံဟရတိပလံကိုစိုက်တဲ့မျိုးစိနဲ့တူတဲ့ဒီကိုကိုပြန်စား